ရာဒီဝနာရှိကျင်တာနာမည်ကြီးကျင်တာလူတိများကျင်တာတွေပို့ပြီးတော့များကြတဲ့အတွက်လဲပညာအဓိကထားတဲ့ဗုဒ္ဓဘာသာလည်းနဲတာတော့ထုံးစံပဲပေါ့အများအားလည်းအဲ့လိုပဲဖြစ်နေမှာပေါ့လေဒါပေမဲ့ပြောင်းယူသွားမှာပေါ့ လက်လက်ပါးတွေရလဲဒါကိုတကယ်မပိုင်ဘူးတည်လဲယူသွားလို့မရဘူးယာရိဝနာဆိုတာလဲခဏပဲဒီမောကြောကြားမှုဆိုတာလဲမတိနားမလဲတဲ့လူတွေကြားထဲမှာဖြစ်ပေါ်နေတဲ့ဒီမောကြောကြားမှုတွေပဲပေါ့လေအဲ့တော့တကယ်သူတော်ကောင်းတွေနဲ့ပတ်သက်တဲ့သင်္ဘောကြောကြားမှုမဟုတ်ဘူးပေါ့ ဒါတွေကလည်းတတ်မှတ်စရာမရှိဘူးပေါ့ကိုတော်လို့ကိုတက်လို့ဆိုတာတည်းလူတွေကသင်္ဘောကြောကြားကျင်တဲ့စိတ်ရှိရတဲ့အတွက်တယောက်မဟုတ်တယောက်ကိုတော့သင်္ဘောကြောကြားတဲ့ပုဂ္ဂိုလ်ဖြစ်နေလက်ခံပြီးတော့အားကိုးကြမှာပဲပေါ့ဒါတွေကလူတွေရဲ့အမှန်တရားပေါ့သူတို့အတွက်လိုအပ်တာပေါ့လေချမ်းသာကျင်တော့ ချမ်းသာတဲ့လူတယောက်ယောက်တတ်မှတ်ဖို့လိုတယ်အာနာရှိကျင်တော့လဲကိုမရှိရင်တော့မယာဓုအနာရှိရဲ့ယာဓုအနာတွေတတ်မှတ်ဖို့လိုတယ်ခေါင်းဆောင်တွေတတ်မှတ်ဖို့လိုတယ်ဒါကိုဖြစ်ရှင်တာတွေပေါ့နာမည်ကြီးကျင်တော့လဲကိုမကြီးရင်တော့မဒါပညာရေးမှာအာကစားမှာမြို့ပညာမှာနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတတ်မှတ်ပြီးတော့ကိုးကွယ်ဖို့လိုတယ်ပေါ့ ဒါအများကြီးလိုပဲလိုအပ်ချက်အဲ့ဒါတွေကတကယ်လည်းအာကိုရမဟုတ်ဘူးဆိုတာကိုနားလည်သဘောပေါက်လာမှတာအတိပညာအတ္တပညာပေါ့အတိတရားအလုတ်တရားပေါ့မှန်ကန်တဲ့အတိမှန်ကန်တဲ့ အလုတ်တွေကိုအဓိကထားလာပြီးတော့ဒါဘုရားဟောတဲ့တရားတွေကိုမမှန်ကန်ကန်နားလည်အောင်ကြိုးစားမယ်မမှန်ကန်ကန်ကြင့်ကြံမယ်ဆိုတဲ့ပညာကိုအဓိကထားတဲ့အစဉ်ကိုနောက်ဆုံးကြမှာရောက်ရှိလာမှာပေါ့ကျန်တာတွေကတော့ရဖို့လွယ်တယ်ဆုံးရှုံးဖို့လည်းလွယ်တယ်အတိမှန်အကျင့်မှန်ဘွားတော့ မျာပုပောခခဲဒါကြောင့်လွယ်လွယ်ကူကူနဲ့ရရှိနိုင်တာတွေရဲ့စိတ်မချရတာတွေကိုတကယ်အားကိုးရစင်မဟုတ်တာတွေကိုအခုလိုမျိုးပေါ့မြင်းကလေးဖြစ်လိုက်တာနဲ့ကိုအားကိုးတာတွေကကိုနေရာကကိုတင်းကြိုင်းဖြစ်သွားတာပေါ့ကိုတကယ် နေဖို့ဆိုပြီးတော့ပြင်ဆင်ထားတာတွေကိုယ်စားဆိုပြီးသိမ့်ပိုက်ထားတာတွေကဒါကိုယ့်ရဲ့တည်မင်းဖြစ်သွားတာပေါ့ကိုယ်တိုက်ပြီးပြီးတော့ကိုယ်တည်ရတာပေါ့လေကိုယ်ခံနေမှာပဲကိုယ်ပြိမ့်မိပြီးတော့ပြပြပြီးတော့တည်ရတယ်ဆိုတာမျိုးတွေပေါ့အာကိုရအစစ်မဟုတ်တာတွေပေါ့လေလူတွေအာကိုတဲ့ဒါစိတ်ချပါလေဆိုတဲ့အဲကွန်ဒိုတွေတဲခုခံတွေဒါတွေကဒါကိုယ့်ရဲ့ ေလွင်းဖြစ်နေတာပေါ့ပေမင်းဖြစ်နေတာလေဒါတွေကကြုံရတာကိုအားကိုတဲ့ကြောင်းနေရပဲကိုယ့်ရဲ့သင်္ချိုင်းဖြစ်တာလေပေမင်းဖြစ်တာလေပေါ့လေဒီကဲကိုတံဝေကရရစရာကောင်းတာပေါ့ဟောဒါတွေကရုပ်ထုတွေကကြီးကျယ်ခန္ဓာမှုတွေကဒါကြီးကျယ်ကျယ်ပျက်စီးမဲ့ဥစ္စာတွေပဲအားကိုရစင်မဟုတ်ဘူးရုပ်ထုဘုရားတဲ့ကြောင်းဆောက်တာကတာဏနာပြုတာအစ်မဟုတ်ဘူးဆိုတာ တရားတွေကြောင်းတွေပြုကြပြည့်စုံမှုတွေရာလဲဒါတွေကငါ့ကိုအာမကိုတဲ့ဆိုတော့တက်တည်ပြနေတာပေါ့အဲ့တော့များတော့ကြောင်းကြီးကြီးနဲ့ဘုရားကြီးကြီးတွေတည်ခြင်းညတယ်ပေါ့ဒီလိုအပေါ်ရံတွေကိုအဓိကထားကြတော့အခုတော့ဒါတွေကလဲဒါတဘာဝတရားကြီးရာဒါတွေကအာကိုရစင်မဟုတ်ဘူးဆိုတော့ကိုပြုတဲ့ဒါနကိုစောင့်တဲ့သီလကိုကျင့်တဲ့ ဘာဝနာကမ္မထန်တရားတွေဒါလည်းကိုယ့်ရဲ့အာကိုရာစစ်ပဲဆိုတော့တတိပြတာပေါ့လေဆရာတို့ရေးတာနေဆိုရင်တော့ဒီတရားအတိတရားအကျင့်တရားတွေပေါ့နော်ဒါနတရားသီလတရားဘာဝနာတရားတွေကိုအဆက်မပြတ်ပြည့်လုပ်နေကြတာဆိုတော့ရေးတာတွေအနေနဲ့ကတော့ဟိုစတင်တိုက်တွေလို့မဟုတ်ဘူးလေကုလကောင်းမှုပိုကြီးရအောင်ကမ္မထန်ဘာဝနာတရား စစ်မဲ့တွေဖြစ်ပွားတယ်အခုလိုကဘာစီကြီးတွေဖြစ်မယ်ဆိုတော့တောင်းတောင်းကုလိုနဲ့တော့ဒီစစ်ဘေးကိုမလွတ်ဘူးအခုလိုတဘာဘေးရန်နေတယ်ဒီကြီးကြီးမားမားဘေးရန်နေတယ်ကြုံနေဆိုလဲတောင်းတောင်းကုလိုကောင်းမှုနဲ့တော့ဒီကဘေးကမကျော်လွှားနိုင်အဲ့ဒါတွေကိုဘာဝနာကမ္မထန်တရားတွေနဲ့ကတော့ဒါကျော်လွှားလို့ရတယ်ဒီလိုမျိုးနားလေတဘောပေါက်လာတယ်ဆိုရင်တော့ကမ္မထန်တရားတွေပွားများ ထုတ်တာတွေပို့ပြီးတော့များလာမှာပါဘောလေ ဘာဆိုတော့ခုဟာတောင်းတောင်းဒုက္ခမဟုတ်တကယ်ကိုနှစ်တရာလောက်မှတစ်ချိန်ကြုံရတဲ့ကြီးကြီးမားမားကတ်ယောဂာတွေအငတ်ပြေးတွေကြီးနိုင်ငယ်ချင်းဘေးရန်တွေဆိုတော့တောင်းတောင်းကုလကောင်းမှုနဲ့တော့ကာဝယ်လို့မရဒါနလောက်နဲ့မရသီလလောက်နဲ့မရတမထလောက်နဲ့မရဝိပဿနာကမ္မထံအားကြီးတဲ့ကုလကောင်းမှုတွေကိုပြည့်လုံထားမှာတာကြီးမားတဲ့ဘေးရန်တွေတွေကနေပြီးတော့ကာဝယ်လို့ရတယ်လို့တော့ကောက်ချက်ချလို့ရတယ် တော့ဒီတဘာဝတရားတွေရတယ်ဒါကာယောဂါတွေနိုင်ငံရေးမတည်ငြိမ်မှုတွေဒါတွေရလဲပေါ်ရန်ဗုဒ္ဓဘာသာဖြစ်အောင်လည်းမရဘူးဆိုတာပေါ့နော်နာမည်ကဗုဒ္ဓဘာသာဖြစ်အောင်လည်းတော့မရဘူးပညာကိုအဓိကထားတဲ့အသိပညာသတ်ပညာအချက်အသိမှန်အချက်မှန်မျိုးအဓိကထားတဲ့ဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ဆိုတာပေါ့ ကပ်ဘေးတွေဆိုလဲတာတီလာကိုလုံမတာဘေးကင်းနိုင်နေပေါ့နော်ဒါပေမဲ့တီလာလုံနေမကရင်တကယ်ကျတော့အဲဘာဝနာကမ္မထန်တရားတွေကိုယင်းတရားတွေပေါ့ဒါတွေကိုကျူးကျူးဆဆအာထုတ်နေမှာကုလိုကောင်းမှုတွေအားချိမာတာဆိုတဲ့သဘောမျိုးပေါ့နားလေသဘောပေါက်နိုင်တာ တော့အမှန်တရားကိုတော့ဖော်ထုတ်ပေးကြတာပေါ့လေဝိုင်းပြီးတော့မှအာကိုရာအစင်မဟုတ်တာတွေကိုမဟုတ်မှန်းသိအောင်တဘာဝဒီရနေနေရလေဝိုင်းပြီးတော့ဖော်ထုတ်ပေးကြတာဆိုတော့တပြေးပြေးနဲ့တော့တရားလို့ကိုလှုပ်တဲ့လူအာကိုတဲ့လူပို့ပြီးတော့ညာပြလာနေလို့ညာပြလာမယ်ဆိုတော့ကောင်းကျိုးတွေရရှိလာမှာပါနော် ုံးပုတ်လိုက်တော့တရားရည်တာကိုသုံးပုတ်လိုက်တယ်လို့ဖြစ်သွားတာအဲ့ဒါကတော့ဒီကအာကြီးရဲ့အကြောင်းတရားပေါ့ဘာညာကျင်မှာညာညာတရားသိွားတဲ့ဥစ္စာကိုကိုကတရားမသိနေနေပဲတဲ့ မှာဘုရားခွင့်ယူလို့ပြောတယ်။ဘုရားခွင့်နာတရားဟုတ်ပြီးမှဘုရားခွင့်လာဟုတ်ခွင့်တယ်လို့ဘုရားခွင့်လာဟုတ်ပြီးမှပြောတယ်။ဘုရားပြီးတော့လို့တရားတိပဲတဲ့ဘုရားခွင့်တယ်လို့ဘုရားပြင်းတယ်မှာဘုရားတရားသိတာဟုတ်ပဲဘုရားခွင့်တယ်နော်ဘုရားခွင့်တယ်လို့ပြောတယ်